မလ28ရက်နေ့ကလုတ်ခဲ့တဲ့ခနေ့တမခနေ့ Raiders game ငရင်ကြီးကကျွန်တော်တို့အိမ်မက်ဆိုးကြီးဖြစ်နေသေးပါအခုဆိုအဲ့ဒီငရင်ကြောင့်ဖြစ်ပျက်ခဲ့ရတဲ့အခြေအနေတွေကပူဆိုးလာခဲ့ပါတယ်မြန်မာနိုင်ငံမှာဒီလောက်အားကောင်းတဲ့ငရင်ကြီးမျိုးလုတ်ခတ်ခဲ့တာ1912ခုနှစ်ကနောက်ဆုံးဖြစ်တဲ့အတွက်အခုငရင်ကရာဇဝင်တွေတစ်ခုကျော်အတွင်းမြန်မာနိုင်ငံမှာအကြီးမားဆုံးငရင်ကြီးဖြစ်ပါတယ်အခုဆိုသေဆုံးသူအကြီးအကျယ်က3000ကျော်သွားပြီးတော့ပျောက်ဆုံးနေသူ900ကျော်ရှိနေသေးတယ်လို့သိရပါတယ်မန္တလေးမှာလည်းမကြခင်ကပဲ 6.4 Richter scale နဲ့နောက်ဆက်တွဲငရင်ထက်လုပ်ပါတယ်။ကျန်းကျင်သူတွေကတော့ဒီလိုနောက်ဆက်တွဲငရင်ဒီနောက်ထပ်လှုပ်အောင်မယ်လို့သတိပေးထားပါသေးတယ်။ဒီလိုအဖြစ်မျိုးကြုံရတဲ့တရင်ကြတဲ့ကာကျွန်တော်တို့တယောက်ချင်းစီရဲ့နှလုံးသားတွေနာကျင်ကြည်ကွဲရပါတယ်။မိသားစုတွေရဲ့ငိုကြွေးတန်တွေပြိုလဲသွားတဲ့အိမ်တွေအောင်းတွေကိုမြင်နေရတာကမခံစားနိုင်အောင်ပါပဲ။ဘန်းကောက်မှာဆိုရင်လည်းပဲအဆောင်အသက်တွေထပ်ပြိုကြတဲ့အတွက်လူတွေထပ်ပြီးတော့မှအသက်ဆုံးရှုံးခဲ့ရတယ်လို့ကဲဆေးတွေဆက်လုပ်နေကြတယ်ဆိုတာသိရပါတယ်။ ဒီနေ့မှာတော့ကျွန်တော်နိုင်ငံအတွင်းကအရေးကြီးတဲ့အချက်အချို့ကိုမျှဝေပြီးတော့ပါမယ်။ပထမဆုံးအနေနဲ့ကေဆေးလုပ်ငန်းတွေရဲ့နောက်ဆုံးအခြေအနေနဲ့အဖြစ်အပျက်မှတ်တမ်းတွေကိုရုပ်သံနဲ့ပြသပေးတော့ပါမယ်ခင်ဗျာ။ပြီးတော့ဗဲနိုင်ငံကအဖွဲ့တွေကဘယ်လိုအကူအညီပေးနေကြသလဲဆိုတာကိုပြောပြပေးတော့ပါမယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ရွာတွေမြို့တွေပြန်လည်ထူထောင်ရေးဘယ်လိုစတင်နေတယ်လဲနဲ့ကျွန်တော်တို့ဘယ်လိုပူးပေါင်းသင့်တယ်လဲဆိုတာကိုလည်းဆွေးနွေးတော့ပါမယ်ခင်ဗျာ။၂၈ရက်နေ့ကငရင်ကြောင်းဟန်နေကန်ကဆော်လစ်စာအထက်30ရှိတဲ့ တိုက်ပြူကြတာကိုတော့မိတ်ဆွေတို့မှတ်မိကြပါဘူး။အဲ့ဒီပြူတဲ့နေ့မှာအဲ့ဒီမှာအလုံးလုံးနေတဲ့မြန်မာလူငယ်လေးရှင်ဖွင့်ခဲ့တဲ့ဗီဒီယိုလေးကိုမိတ်ဆွေတို့လည်းတွေ့ကြမှာပါ။အသက်ကြီးဖြစ်တဲ့အဘေမီအတွက်လှုပ်ချွေးမှုသူတယောက်တည်းရှိတာကြောင့်ထိုင်းကိုတက်လာပြီးတရရရတဲ့လောက်ဖက်380ရနဲ့390ကျောင်းဝန်းကျင်နဲ့အသက်ရင်းမိလောက်ရတာတော်တော်ရှင်းနေပေါ်ရကောင်းပါတယ်လို့ရှင်ဖွင့်ကရဲ့ဤပေါပေါကြတာကိုကြည့်ပြီးတကယ်ရှင်းတော့စရာပါ။သူကအဲ့ဒီနေ့ကအောက်ဆုံးထပ်မှလုံနေရတဲ့အတွက်လွတ်ခဲ့ပြီမဲ့ 28ရက်မှလုံနေကြတဲ့သူ့ရဲ့တငယ်ချင်း၃ယောက်ကတော့မလွတ်နိုင်ခဲ့ဘူးလို့ပြောပါတယ်။ကျွန်တော်တို့တိုင်းအောင်ရွှေမြင်ပါရဲ့ဟုတ်။တန်တန်390 390လောက်ရပြီ။ဒီနေ့လောက်အားကောင်းနော်။တန်းနဲ့ရင်းကြီးလောက်အားကျွန်တော်ရင်းနေပွဲကောင်းပါရဲ့။ဘူးလို့ပြည့်ပြည့်မျိုးတကားမှလက်တွေ့ကြကြမကြုံဘူးလေ။ဒီလိုစကားတည်းမှာလည်းတခါလေးမျိုးကအခုမှအပြင်းကြိုက်နေမျိုးတနေ့တော့တော်တော်ဟိုပြင်းပြီးပါရဲ့ ခင်နဲ့မင်းနဲ့အသက်ကြီးပြီးတော့တဖန်ပြေလုံးရေးပွားကျွန်တော်ကျွန်တော်ပဲရှိပါလိအဲကျွန်တော်လမ်းတက်လာပါအဲ့ဒီတိုက်ပြူကြမှုတကယ်စီအတင်းကရှင်းလင်းနေစေဖြစ်ပြီးတော့မှဘုန်းကြီးဗန်းဆက်အရအလောင်း80လောက်တွေ့ရတယ်လို့သိရပါတယ်။မြမာရီဘယ်နှစ်ယောက်ပါလဲဆိုတာကတော့အတိအကျမသိရသေးပါဘူး။ အလားတူကျွန်တော်တို့မန္တလေးရဲ့ Sky Villa Hotel ပြူကျသွားတယ်ဒီမှာလေလူကြီးအများကြီးရှိခဲ့ကြအောင်ရုပ်တံထဲမှာတွေ့ရပါတယ်အာဒီလာရီအာရောက်နေကြတယ်ဗျာမလာဘူးလားအပေါ်ရှိနေတယ်လူ နေနေနေပေးကြပါနေနေနေကနာနေပေးကြပါလို့နေနေနေကနာနေပေးကြပါအော်ဒါလေးနေနေပေးကြပါလို့ဟုတ်ပါဘူးညပြူကြပြီးတဲ့နောက်တရနေ့ရဲ့အထိအထဲကအော်ရက်တန်ကြီးချားနေရပါသေးတယ်မန္တလေး great wall hotel ပြူကြပြီး နိုင်ပေါင်း60ကျော်ပြိမိနေသူကိုဝန်ဆောင်အမျိုးသမီးတဦးကိုမြန်မာပြည်သက်တပ်ဖွဲ့နဲ့ရုရှားတရုတ်ရှာဖွေခဲ့တဲ့တပ်ဖွဲ့ဝင်ကြီးပူးပေါင်းပြီးတော့မှအသက်ရှင်ခဲ့ထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ဝမ်းသာစရာပါ။ရောရဲတော့ရမဲတင်ကရှေးအောင်ကျောင်းတိုက်ပြူချပြီးမိပြီမဲ့ခေါင်းလေးပဲပေါ်နေတဲ့ခလီမာလေးတဦးကိုလည်းကဲထုတ်နိုင်ခဲ့ပါတယ်။

တိုင်ကြီးအောင်မှာပြိမိနေပြီးကေစေးအတွက်အော်ဟစ်အကူအညီတောင်းနေကြတဲ့85နှစ်အရွယ်နှလုံးရောဂါရှိတဲ့အဖွား16နှစ်နဲ့73နှစ်အရွယ်ညီအဖွားတွေကိုလည်းကလေးရဲ့ကြိုးစားမှုကြောင့်ကယ်ထုတ်နိုင်ခဲ့ပါလေဒါပေမဲ့အားလုံးတော့ကံမကောင်းခဲ့ကြပါဘူး။တယောက်ဆိုရင်ကဲထုတ်ဖို့ကြိုးစားနေမှဆုံးပါသွားပါတယ်။တကယ်စိတ်မကောင်းစေရပါ။ညာ။ဟိုနေ

小丹，我没催你过来接手嘛？好了，现在都来，他他妈我种，送过来买一只压力。现在多晚了，现在有？今有就八点了啊，晓得几点？先生。

။နောက်တစ်ပြီးပါဝင်ဆုံးရောက်ခေတုံရောက်ပါပါတယ်။ဟန်ဒီမှာကြောင်းလိုက်တော့ဆုံးရောက်ပါပါတယ်။ကျွန်တော်တို့ဒီမှာရော။ဒါကအောင်ကြည့်ကြရော။ကျွန်တော်တို့ကြောင်းလေအခုမှရတာရှိတော့ကျွန်တော်တို့မိလေးလေးဆုံးရောက်မှာပြန်။ ။ဓမိုင်းဝင်စီဒီပထိုးတွေလည်း25စုထဲမှနည်းပြူကျပျက်စီးကုန်ပါတယ်။တချို့ဆိုရင်ငရပြင်းငရင်လောက်ခတ်ပြီးနောက်ဆက်တွဲနေတဲ့ထွေအောင်တတဝါတွေအပြင်ထွက်လာတာကြောင့်ငွေကခံပြီးတော့မှသိဆုံးသူတွေလည်းရှိနေပါတယ်ကျွန်တော်တို့ဘယ်မျိုးနယ်ကအဆိုးဆုံးလို့အတိအကျမသိနိုင်ပြီလေပညာရှိတွေအဆိုးရနဲ့ပြူကျပျက်စီးမှုတွေအရာတချင်ကမမမမရက်တည်နေတဲ့မန္တလေးမြို့ရဲ့အဆောင်တွေက အခုကမှတော့အပိုင်းမင်းအဆက်ဆပြူချခဲ့ရပါတယ်လူသေးဆုံးမှုတွေကစိတ်နာကျင်စရာပါသေဆုံးရုပ်အလောင်းတွေရာနဲ့ချီစုပြုံနေပြီးတော့တုတ်တန်နေမှာတကြိုဆက်တွေမလောက်တဲ့အထက်မိတကြိုနေရာကြောင့်သိရပါတယ်နေပြီးတော့မှဆိုရင်လည်းပျက်စီးမှုတွေကပြင်းထန်တယ်လို့သိရပါတယ်အစိုးရအဆောက်အအုံတွေဈေးရုံတွေပြည်သူတွေအားထားရတဲ့နေရာတွေကအခြေကြီးပျက်စီးခဲ့ပါတယ်စကားမျိုးနဲ့အเจ้าဆယ်လူမျိုးတွေမှာဆိုလေလမ်းတွေအဆောက်အအုံတွေအခြေကြီးပျက်စီးခဲ့ပြီးလူတွေမှုလုံးအများအပြားရှိပါတယ် အပုံနဲ့နေလဲရနိုင်မလို့ဆိုပါတယ်။တောင်ပေါ်မှာလဲကျောင်းတွေပြိုကျပြီးတော့အဆောင်တွေအစေပိုင်းတွေကျိုးပဲ့နေပါတယ်။အောင်ဖမ်းမှာလဲအဆောင်အချို့ပြိုကျပြီးမြဲတခြားမြို့ကြီးတွေထက်ဆိုင်တော့အသက်ဆုံးရှုံးမှုနည်းပါးတယ်လို့သိရပါတယ်။ငရင်ပြီးကမ္ဘာနိုင်ငံတွေကကျွန်တော်တို့ကိုလက်တွဲကူညီနေကြပါတယ်။ဘယ်နိုင်ငံကဘလို့ကူညီပေးလဲဆိုတာကိုကြည့်ကြရအောင်ပါ။ရန်ကုန်နေပြီးတော့မန္တလေးနဲ့စကိုင်းလိုဒေသတွေမှာအခုဒီဘွဲ့တွေအလုံးလုံးနေပါတယ်။တရုတ်နိုင်ငံကပထမဆုံးရောက်လာတဲ့အဖွဲ့ပါ။ကယ်ဆယ်ရေးကျွမ်းကျင်သူ82ဦးနဲ့အတူ ဇေဝရီအရေးပေါ်မူကာတွေပါလာခဲ့ပါတယ်။မန္တလေးကိုလည်း truck car စကွန်နစီနဲ့အရေးပေါ်ပစ္စည်းတွေပို့ပေးထားပါတယ်။ဒေါ်လာ14သန်းနီးပါးလည်းထပ်ကူညီမယ်လို့ကတိပေးထားပါတယ်။အိန္ဒိယရဲ့ Operation Brahma 2စီစဉ်အောက်မှာလေယာဉ်နဲ့15တန်းပစ္စည်းရှာဝေခဲ့စေအဖွဲ့အယောက်80လို့ရောက်ရှိလာပါပြီ။အိန္ဒိယရေတပ်ကလည်းအခြားပစ္စည်းတွေနဲ့တူရောက်လာအောင်ပါ။ရုရှားကလည်းလေယာဉ်နှစ်စီးနဲ့ကယ်ဆေးအဖွဲ့ဝင်120ဆရာဝန်ဒီရှာဝေခွေးနဲ့တူပစ္စည်းကရိယာအပြည့်အစုံပို့ပေးခဲ့ပါတယ်။ ဟောင်ကောင်ကတော့မိသက်သမား52ဦးနဲ့အသက်ရှာဖွေရေးဆက်တွေအုပ်စည်းပြည်ဆက်တွေယူဆောင်လာတဲ့အဖွဲ့ကိုဆေးလုခဲ့ပါတယ်။ရှာဖွေခွေးနှစ်ကောင်လည်းပါလာပါတယ်။မလေးရှားရဲ့အထူး smart အဖွဲ့ဝင်အယောက်50လေးရောက်ရှိလာပြီးတော့ဒေါ်လာ1.3သန်းတန်ကူညီမှုတွေလှူဆောင်နေပါတယ်။အမေရိကန်ကတော့ဒေါ်လာ2သန်းနဲ့ usage ကျွမ်းကျင်သူ3ဦးကိုဆေးလုပြီးတော့မှအရေးပေါ်လိုအပ်ချက်တွေကိုအကဲဖြတ်နေပါတယ်။တောင်ကိုရီးယားကလည်းဒေါ်လာ2သန်းတန်ကူညီမှုတွေနိုင်ငံတကာအဖွဲ့တွေကတစင်ပေးပို့နေပါတယ်။ စင်ကာပူကမြို့ပြကေဆေးအဖွဲ့ဝင်အယောက်၈၀လေးရောက်ရှိလာပြီးတော့ကေဆေးစားတင်အလုပ်လုပ်နေကြပါပြီ။နယူးဇီလန်ကတော့နယူးဇီလန်ဒေါ်လာနှစ်သန်းတန်ကူညီမှုတွေကိုပြည်ပဆိုင်ရာချက်ချင်းဒီအဖွဲ့ကတဆင့်ပေးပို့နေပါတယ်။ဖိလစ်ပိုင်ကကေဆေးနဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်62ဦးပါတဲ့အဖွဲ့ကိုဆေးလုပ်ခဲ့ပါတယ်။ထိုင်ဝမ်ကတော့ကေဆေးအဖွဲ့ဝင်၁၂၀နဲ့ခွေးချောက်ကောင်ကိုအဆင့်သင့်ထားရှိခဲ့ပြီးမြောက်ကျွေးအကြောင်းပြချက်ကြောင့်ပြန်ဖြတ်သိမ်းခဲ့ရပါတယ်။ဒါပေမဲ့ထိုင်ဝမ်ချက်ချင်းဒီအဖွဲ့က ဒေါ်လာ9000တန်ကူညီမှုတော့ပေးပို့ခဲ့ပါလေ။အစ္စရေးကတော့ထိုင်းနိုင်ငံမှာပြူကျဆက်လို့ရနေရာကိုကူညီဖို့ရှာဖွေကယ်ဆေးအဖွဲ့တစ်ခုဆီလုပ်ခဲ့ပါလေ။ VNM စစ်တပ်ကလည်းဖွဲ့ဝင်80ကရန်ကုန်မှာ26ကတော့စကိုင်းမှာကယ်ဆေးစားလုံနေကြပြီလို့သိရပါတယ်။ဒေါ်လာ3သိန်းတန်ကူညီမှုတွေလည်းပေးပို့ခဲ့ပါတယ်။ကမ္ဘောဒီးယားကဒေါ်လာ3သိန်း၊စပိန်ကယူရို9သိန်းအပြင်ဘီအန်အေရန်ပုံငွေအတွက်ယူရို1.5သိန်းပြည်တွင်းကတော့ပေါင်10သန်းတန်ကူညီမှုတွေခရီးပြူထားပါတယ်။ ဒီအပွဲတွေကအမိုက်ဒရိုက်တွေရှင်းလင်းယာယီခလုံးယာတွေဆောက်စေကူတာမှုပြီးအစားအသောက်တွေဖြန့်ဝေနေကြတယ်။ဒါကဘာကြီးကကျွန်တော်တို့ကိုဘလောက်တောင်ဂရုစိုက်နေကြအောင်တတ်သိပါပဲ။ဒါပေမဲ့မေးစရာတစ်ခုရှိတာကဒီကူညီမှုတွေဒီပတ်စံတွေတကယ်ပဲလိုအပ်တဲ့သူတွေစီကိုရောက်မှာလား။ဒါမှမဟုတ်မရောက်ဘူးလားဆိုတာပါ။ဘယ်သူကမှတကယ်မသိနိုင်တဲ့မိကုံမှာ။ဒါကျွန်တော်တို့အားလုံးစဉ်းစားမယ့်အရာပါ။ဒုက္ခတွေရဲ့မျောလင့်ချက်နဲ့အနာဂတ်အတွက်အကူအညီတစ်ခုချင်းစီကအရေးကြီးနေပါတယ်။ဒီအကူအညီတွေတကယ်အလုပ်ဖြစ်ဖို့ကျွန်တော်တို့အားလုံးရဲ့စောင့်ကြည့်မှုနဲ့ ပူပေါင်းပါဝင်မှုတွေလိုအပ်နေပါသေးတယ်။ဒီမြေငရင်ကြီးကကျွန်တော်နိုင်ငံကိုလမ်းစောတစ်ခုစီရောက်ရှိခဲ့ပါတယ်။အသက်ဆုံးရှုံးခဲ့ရသူတွေကိုတွေးမိတိုင်းနဲ့ချမ်းရဲ့သူတွေရဲ့ငွေကြေးတန်တွေကကျွန်တော်တို့ကိုထပ်သားရက်ရက်တီးဖို့အော်ဟစ်တိုက်တွန်းနေပါတယ်။ဆုံးရှုံးခဲ့ရတဲ့မိခင်တိုင်းဖခင်တိုင်းကလေးတိုင်းနဲ့မိတ်ဆွေတိုင်းရဲ့အသက်တစ်ခုစီကကျွန်တော်တို့ရဲ့ကြည်ကွင်းနာကျင်နေတဲ့နှလုံးသားတွေကိုပြန်စည်းလုံးမှုသတိပေးနေပါတယ်။ကျွန်တော်တို့အခုမစည်းလုံးမှုဆိုရင်ကျွန်တော်တို့ရဲ့ကလေးတွေနဲ့နိုင်ငံအထွတ်မျှော်လင့်ချက်ဆိုတာရှိမှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့အတူတူရက်တီးပြီးတော့အတူတူကိုတူကူညီမယ်။ နိုင်ငံတကာကအကူအညီတွေတကယ်လိုအပ်သူတွေစီကိုရအောင်စောင့်ကြည့်တိုက်တွန်းမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကိုလုံခြုံပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ပြန်လည်တည်ဆောက်နိုင်ပါတယ်။ဆူတောင်းလာနေမဲ့မဟုတ်ဘဲနဲ့လက်တွေ့လှုပ်ဆောင်မှုတွေနဲ့ကျွန်တော်တို့ရဲ့ကလေးတွေအတွက်မိသားစုတွေအတွက်ကျွန်တော်တို့မြန်မာပြည်ကြီးအတွက်အခုပဲတသားတတက်တဲ့ဖြစ်အောင်ရည်တည်ကြပါစို့။